လာပါရှင်။ကျမကတော့ဂျာမုံပါ။အောက်တိုဘာ31ရက်နေ့အတွက်နိုင်ငံတကာသတင်းချစ်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်။တနှစ်ကိုဒုက္ခသည်9500ပဲလက်ခံဖို့နဲ့တောင်အာဖရိကလူပြူတွေကိုဥစားပေးဖို့ထရမ့်ညွှန်ကြားလိုက်ပါတယ်။ယူကရိန်းမှာအမိတ်မနာခံတဲ့စစ်သားတွေကိုရုရှားစစ်ဦးစီးတွေကနှိပ်စက်တဲ့သတင်းထွက်ပေါ်လာပါတယ်။အရက်သားတွေအပေါ်အစုလိုက်တပ်ဖြတ်မှုဆဆွဲချက်ကိုစုံစမ်းမယ်လို့ဆူဒန်သဘုံကောင်းဆောင်ကတိပေးခဲ့တာပါ။သတင်းအပြည့်အစုံကိုဆက်ပြီးပြောပြပါမယ်။ လာမယ့်နှစ်ကစပြီးအမေရိကန်မှာတစ်နှစ်ကိုဒုက္ခသည်9500ပဲလက်ခံတော့မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါကအရင်သမ္မတဟောင်းဂျိုးဘိုက်ဒန်လက်ထက်မှာနှစ်စဉ်နိုင်ငံတကာဒုက္ခသည်13500လက်ခံခဲ့တဲ့အရေးအတွက်နဲ့ရှင်ရင်တိတိတတ်တာရှော့ချလိုက်တဲ့ကိန်းဂဏန်းဖြစ်ပါတယ်။ပြီးတော့ဒုက္ခသည်လက်ခံမှုတွေမှာတောင်အာဖရိကနိုင်ငံသားလူဖြူတွေကိုအဓိကဦးစားပေးဖို့လဲထရမ့်ကညွှန်ကြားထားတာပါ။အောက်တိုဘာ30ရက်နေ့ကထုတ်ပြန်တဲ့အဲဒီလမ်းညွှန်အကြောင်းကြားချက်မှာ ဒီအချက်တွေကိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။အခုလိုမျိုးဒုက္ခသည်လက်ခံမှုအရေးအတွက်အများအပြားရှော့ချခဲ့တဲ့အကြောင်းရင်းကိုတော့အဲ့ဒီလမ်းညွှန်ချက်ထဲမှာဖော်ပြမထားပါဘူး။ဒါပေမဲ့ခုလမ်းညွှန်ချက်အစ်စ်ကလူသားချင်းစာနာမှုဆိုင်ရာစိုးရိမ်တဲ့ရှုထောင့်တွေရောနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကဏ္ဍကိုပါအခြေခံစဉ်းစားထားတာလို့ဆိုပါတယ်။ Trump ကတမတာဖြစ်လာပြီးမကြခင်မှာပဲ January လတုန်းက American ရဲ့ဒုက္ခသည်ဝင်ခွင့်အစီအမံကိုဆိုင်းငံ့ဖို့အမိန့်ထုတ်ခဲ့ပါတယ်။ဒီတော့ဒုက္ခသည်လက်ခံဖို့ရွေးချယ်မှုတွေမှာ အမျိုးသားလုံခြုံရေးပြည်သူလုံခြုံရေးခေါင်းစဉ်တွေအောက်ကနေအာဏာပိုင်တွေကခြေလဲခွင့်ပိုပြီးရလာခဲ့ပါတယ်။အခုတတ်မှတ်ချက်အရေးအတွက်အစ်စ်ကအမေရိကန်မှာတော့နှစ်စဉ်ဒုက္ခသည်လက်ခံမှုအနေအဆုံးခွဲတန်းဖြစ်လာမှာပါ။ညွန်ကြားချက်အစ်စ်အရတောင်အာဖရိကမှာရှိနေတဲ့လူပြူတွေအပါအဝင်ဇာတိနိုင်ငံအသီးသီးမှာတရားမဝင်ဖိနှိပ်မှုခွဲခြားဆက်ဆံမှုတွေကြုံတွေ့နေသူတွေကိုဦးစားပေးရမယ်လို့ဖော်ပြထားပါတယ်။ဖေဗူရီလတုန်းကထရမ့်ဟာအာဖရိကနာလို့ခေါ်တဲ့လူပြူတောင်အာဖရိကအနွယ်ဝင်တွေကို တောင်အာဖရိကအစိုးရကခွဲခြားဆက်ဆံနေပါတယ်လို့စွဆွဲပြီးအမေရိကန်ရဲ့ထောက်ပံ့မှုတွေကိုရပ်တန့်ခဲ့ပါတယ်။အာဖရိကနာတွေဆိုတာကအရင်နယ်သာလန်နဲ့ပြင်သစ်အခြေချသူတွေစီကဆင်းသက်လာတဲ့မျိုးဆက်တွေကိုဆိုလိုတာဖြစ်ပါတယ်။ပြီးတော့ထရမ့်ကအာဖရိကနာတွေကိုအမေရိကန်မှာဒုက္ခသည်အဖြစ်ခိုးလုံခွင့်ပြုဖို့လည်းကန့်လန့်ခဲ့ပါတယ်။မေလတုန်းကထရမ့်အင်ဖီရောမှာတောင်အာဖရိက သမ္မတကိုလက်ခံတွေ့ဆုံတဲ့အခါတောင်အာဖရိကမှာရှိတဲ့လူပြူလဲသမားတွေကဖိနှိပ်ကန်း ညှင်းဆဲတက်ဖြတ်ခံရတယ်လို့ဆွဆွဲခဲ့ပူပါတယ်။တောင်အာဖရိကအစိုးရကတော့ပြည်တွင်းမှာအာဖရိကနာတွေနဲ့တခြားလူမျိုးတွေအပေါ်စနစ်တကျပြစ်မှတ်ထားဖိနှိပ်တက်ဖြတ်နေတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုပြင်းပြင်းထန်ထန်ညှင်းဆိုထားပါတယ်ရှင်။ယူကရိန်းစစ်မြေပြင်မှာတိုက်ပွဲဝင်ဖို့ညှင်းဆန်တဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုရုရှားစစ်ဦးစီးတွေကရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်တာတေတွင်ပို့တာတွေလုပ်နေတယ်လို့သိရပါတယ်။ရုရှားရဲ့လွတ်လပ်တဲ့မီဒီယာတစ်ခုဖြစ်တဲ့ Vaska ရဲ့စုံစမ်းဖော်ထုတ်မှုမှာအဲ့ဒီလိုဆွဆွဲထားတာဖြစ်ပါတယ်။ ဒီသတင်းအတွက် Vasca ဟာလက်ရှိရုရှားစစ်မှုတန်းတွေတည်ဆုံသွားသူတွေရဲ့ကြံရည်သူဆွေမျိုးသားချင်းတွေစီကထွက်ဆိုချက်တွေပေါက်ကြားလာတဲ့ဗီဒီယိုမှတ်တမ်းတွေတရားဝင်အရေးဆိုတိုင်တန်းမှုမှတ်တမ်းမှတ်ရာတွေကိုတည်တည်ကြကြစုစည်းလေ့လာကိုးကားထားခဲ့တာဖြစ်ပါတယ်။ဒီသတင်းထဲမှာတော့လက်အောက်ငယ်သားတွေလုပ်ဖော်ကင်ဘတ်တွေကိုနှိပ်စက်တာတပ်ဖြတ်တာတည်တွင်းပို့တဲ့နီလန်မျိုးနဲ့အပြစ်ပေးတာတွေကျူးလွန်ခဲ့တယ်ဆိုတော့ရုရှားစစ်မှုတန်းတရတအူးရဲ့နာမည်တွေကိုဖော်ထုတ်ထားခဲ့ပါတယ်။ ပြီးတော့အဲ့ဒီပုံကိုရဲ့စစ်နက်ကြောင်ရုရှားစစ်သား150လောက်တိတ်ဆုံးခဲ့ကြောင်းဒါပေမဲ့လက်တွေမှာကိန်းကနန်းကဒီထက်အများကြီးပိုနိုင်ကြောင်း Vaska ကမှတ်ချက်ပေးထားပါတယ်။အရင်ကတည်းကရုရှားစစ်တပ်အရာရှိတွေဟာလုတ်ပိုင်ခွင့်နဲ့အာဏာကိုအလွဲသုံးစားပြုပြီးစီမံချိုးဖောက်တာလက်အောက်ငယ်သားတွေကိုအနိုင်ကျင့်တာတွေရှိနေကြောင်းစွပ်စွဲချက်တွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားအစိုးရရဲ့ Kremlin နန်းတော်ကအဲ့ဒီစွပ်စွဲချက်တွေကိုအသေးအတန်ညှင်းဆိုပြီး ဒီပြဿနာမျိုးတွေဟာယူကရိန်းစစ်တပ်တဲမှာပဲကြုံနေရတာပါလို့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ Vasca ရဲ့သတင်းဖော်ပြချက်တွေကတော့အဲ့ဒီဆွဆွဲချက်မျိုးနဲ့ပတ်သက်ရင်အစုံလင်ဆုံးအကျေပြန့်ဆုံးအခိုင်အမာဆုံးဖြစ်လာခဲ့ပါတယ်။ထို့ဆိုချက်တချို့မှာတော့ရုရှားစစ်သားတွေကအမိတ်မနာခံတဲ့တပ်ဖွဲ့ဝင်တွေကိုပြစ်တက်ဖို့လက်ဖြောင်ပကွက်သားတပ်ဖွဲ့ဝင်တွေကိုခိုင်းစေခဲ့ကြောင်းပြီးတော့အလောင်းတွေကိုမြစ်ထဲစွန့်ပစ်တာတွင်းခတ်တိန်တိန်တူးပြီးမြုပ်ခိုင်းတာတွေလုပ်ခဲ့ကြောင်းပါရှိပါတယ်။ယူကရိန်းစစ်မြေပြင်မှာဒဏ်ရာရထားပြီး ပြန်တယ်ဖို့ခံနေတဲ့ရုရှားစစ်သားတွေကိုစည်းဝင်းချွေဖို့ဒါမှမဟုတ်ပြန်လဲဆုတ်ခွာထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တွေကိုအပြောက် ရှင်းဖို့တဲ့တဲ့ချိန်ပြီးဘုံကျဲစီတာမျိုးကိုလည်း drone တပ်ဖွဲ့ဝင်တွေကိုရုရှားစစ်အရာရှိတချို့ကအမိန်ပေးခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့တိုက်ပွဲမှာကံအကြောင်းမှလာပဲကြာဆုံးခဲ့တယ်ဆိုတာမျိုးပုံဖော်ပြီးအထက်ကိုအစီရင်ခံလေးရှိပါတယ်။ Vaska ကအမိန်မနာခံတဲ့ရုရှားစစ်သားတချို့ဟာတေတဲ့အထိရရက်ဆက်ဆက်နှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေကိုလည်းမှတ်တမ်းတင်ထားခဲ့ပါတယ်။ Vaska ဟာ ရုရှားမှာသတင်းပညာရေးဆိုင်ရာထူးချွန်စုတွေရရှိထားတဲ့လွတ်လပ်တဲ့မီဒီယာတစ်ခုဖြစ်ပြီးလောလောဆယ်မှာတော့အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့်ပြည်ပမှာခြေစိုက်ရပ်တည်နေပါတယ်။အဲ့ဒီသတင်းဌာနကိုရုရှားရဲ့အထင်ရှားဆုံးစုံစမ်းစစ်ဆေးရေးဂျာနယ်လစ်တချို့ကထူထောင်ထားတာဖြစ်ပါတယ်ရှင်။လက်အောက်ခံတပ်ဖွဲ့ဝင်တွေကအရက်သားတွေကိုအစုပြုံလိုက်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်လို့အလေးအနက်စုံစမ်းဖော်ထုတ်သွားမယ့်အကြောင်းဆူဒန်သဘုံတက်ခေါင်းဆောင်ကကတိပြုခဲ့ပါတယ်။ဆူဒန်ဆိုတာကအာနာသိန်းစစ်တပ်နဲ့ အင်အားကြီးမတဲ့အရန်တပ်ဖွဲ့ RSF တို့ကြားပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံပါအရင်ကတော့စစ်တပ်နဲ့ RSF တို့ကမဟာမိတ်တွေဖြစ်ခဲ့ပေမဲ့လည်းနောက်တော့သဘောထားကွဲလွဲကုန်ပြီး RSF ကပုံကန်ခဲ့တာဖြစ်ပါတယ် RSF ဟာလရင်နဲ့ချီကြအောင်ဝန်ရပိတ်ဆို့ထားတဲ့ Alpha Sha မြို့ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာသိမ်းပခဲ့ပြီးအဲ့ဒီနောက်အရက်သားတွေကိုတပ်ဖွဲ့ဝင်တွေကရရက်ဆက်ဆက်နှိမ့်ဆက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြောင်းဆွဆွဲခံနေရတာဖြစ်ပါတယ်သတင်းတွေကြဲကြဲလောင်လောင်ထွက်လာတဲ့နောက် RSF ရဲ့အကြီးအကဲဗိုလ်ချုပ်ကြီးဒါဂါလိုကအဲ့ဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမယ်လို့ကတိပြုခဲ့တာဖြစ်ပါတယ်။ RSF ကဒါဖာပြည်နယ်ထဲမှာရှိတဲ့ Alpha Sha မြို့ကိုအောက်တိုဘာ26ရက်နေ့မှာတည်ယူခဲ့တာပါ။ RSF ကအဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆို့လို့မရတဲ့နောက်တရားလက်မဲ့တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့တပ်ဖွဲ့ဝင်တအုပ်ကိုဖမ်းဆီးခဲ့ကြောင်းဗီဒီယိုမှတ်တမ်းတစ်ခုထုတ်ပြခဲ့ပါတယ်။ Online ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတစ်ခုမှာတော့အမျိုးသားတယောက်က Alpha Sha မြို့နားမှာလက်နက်မဲ့လူတစုကိုပြစ်တက်နေခဲ့တာတွေ့ရပါတယ်။ RSF ကတော့အခုခါအဲ့ဒီအမျိုးသားကိုဖမ်းထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့ကြေညာခဲ့ပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာထိပ်တန်းအရာရှိက RSF ဟာထိန်းချုပ်နယ်မြေတွေထဲကအရက်သားတွေကိုကာကွယ်ဖို့အပြည့်အဝတာဝန်ရှိကြောင်းပြောပါတယ်။မြို့ကိုသိမ်းပြီးတဲ့နောက် RSF တပ်ဖွဲ့ဝင်တွေဟာစေယုံတစ်ခုတည်းဝင်ရောက်ပြီးလူ400လောက်ကိုပစ်တက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုတော့ RSF ကညှင်းဆို့ထားပါတယ်။ RSF ကောင်းဆောင်ဒါကာလူကတော့သူ့ရဲ့လက်အောက်ခံတပ်တွေထဲမှာ အယ်ဖာရှာဒေသခံပြည်သူတွေအပေါ်အကြမ်းဖက်ရန်လိုသူတွေရှိခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပြီးဒီကိစ္စအတွက်စိုးရိမ်ကြောင်းဖြစ်စဉ်တွေနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးအရေးယူသွားမှာဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။အခုအခါဒါကာလိုကိုရိုင်းလဲအယ်ဖာရှာမြို့တွေကိုရောက်ရှိနေပါတယ်။သူကစီကမ်းမဲ့တပ်ဖွဲ့ဝင်တချို့ကြောင့်မျက်နှာခဲ့ရတဲ့ပြည်သူတွေကိုတောင်းပန်ပြီးတရားမျှတမှုရှာဖွေပေးဖို့အာမခံကြောင်းပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့အယ်ဖာရှာမြို့ကဆေးရုံထဲမှာပြစ်သက်ခံရလို့လူနာတွေကျန်းမာရေးဝန်ထမ်းတွေ လူနာဆောင်တွေအပါအဝင်လူပေါင်း460ကျော်သေဆုံးခဲ့တဲ့ဆိုတဲ့သတင်းတွေအတွက်အထူးစိုးရိမ်တုံ့လုံးမိကြောင်းပြောပါရယ် RSF ကတော့စစ်ပွဲကြောင့်ဆေးရုံမှာရှိတဲ့လူတွေအလုံးထွက်ပြေးကုန်ပြီးမြို့ကိုထိန်းချုပ်လိုက်ချိန်မှာဆေးရုံထဲအရက်သားတွေရှိမနေဘူးလို့ညင်းဆိုထားပါရယ်ဒါပေမဲ့ဗြိတိန်အခြေစိုက်ဆူဒန်ဆရာဝန်များကွန်ရက်ရဲ့ဒေါက်တာမိုဟာမက်ဖိုင်ဆယ်ကတော့မြေပြင်မှာရှိနေခဲ့တဲ့သူ့အဖွဲ့သားတွေရဲ့ဆက်သွယ်အသိပေးချက်အရအယ်ဖာရှာမြို့ထဲမှာဆော်ဒီအာရေဗျကဖွင့်ပေးထားတဲ့ဆေးရုံအတွင်း ရက်ဆက်ကြမ်းတမ်းတဲ့လူသက်ပွဲကြီးဖြစ်ပွားခဲ့တယ်ဆိုတာအတည်ပြုနိုင်ကြောင်းဆွတ်ဆွဲပြောကြားထားပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်